ကမ္မလေးရောအဲ့လိုတဲခွဲလို့သူငိုရပါညာတိကြရပါနော်အာသူကိုကြောင်ဟိုငိုခဲ့ရတယ်လို့ကျွန်တော်လည်းသူကြောင်အများကြီးငိုခဲ့ရပါတယ်ရှိပါတယ်ဟာ average တစ်ခုမှာနားလည်မှုတွေယုံကြည်မှုတွေဟိုတန်ဖိုးထားမှုတွေတက်ကိုကြောင် respect တွေကရရှိအဲ့လိုမျိုးပေးနိုင်မှမြဲမှလေအာကျွန်တော်လည်းမမျှော်လင့်မယ်နဲ့ဘန်ကောက်ရောက်သွားတဲ့အချိန်မှာဟိုဟို long distance ဖြစ်သွားတဲ့အခါလည်းပါတာပေါ့နော်ဆိုတော့အချမ်းမှာလည်းကျွန်တော်အများကြီးတွေအဲ့လိုမျိုးလောင်နေခဲ့ကြတာဆိုတော့ဟိုဘယ်သူဘယ်သူမှတော့မှားလို့လည်းမဟုတ်ဘူး ဒုတိယဇင်နားထောင်ဖြစ်လာပါတော့ပထမဆုံးသူနဲ့ကျွန်တော်ကျွန်တော်ဘိုင်ကောရောက်နေတော့ပြန်ရောက်တော့သူနဲ့ပြန်တွေ့ဖြစ်တော့သူ့အိမ်မှာသူဖွင့်ပြောပူပူနဲ့ကျတော့ကျွန်တော်တို့ဒီချစ်ဘူးကဲသမီးရဲရပါတော့အဲသူ့ခွေထဲမှာဆိုအဲတုန်းကကျွန်တော်သုံးပုတ်တော်ပါရဲဆိုတော့အဲကာလာတွေကသူကအရန်ကြိုးစားတဲ့ဟိုကောင်မလေးတယောက်ပေါ့နော်ဟိုသူကအခက်ခဲတွေအများကြီးကြားရရနေပြီးတော့တချင်းတည်းအဲတော့ကသူက audio မှာသိမပေါက်သေးဘူး MTV ထွက်မှတော်တော်လေးပေါက်သွားတာပေါ့နော်ဆိုတော့အဲကျွန်တော်လည်းအဲသူ့အခွေမာတွေစပြီးတော့ပြည်သက်တွေ အပြင်မှုအများကြီးရခဲ့တယ်ဆိုတော့အာကျွန်တော်အတူအခွေပြီးတော့ကျွန်တော်တရှင်းသိစမလုတ်ဖြုတ်လုတ်ဖြုတ်ပဲနဲ့ကျွန်တော်ဒီ AMRI ဘောမှာပဲဇလန်ဒရိတ်လက်ဖြုတ်ခဲ့ရပါတော့အာကျွန်တော်တရှင်းကတော့အဆက်ပြတ်သွားတယ်ကြားရမှာဆိုတော့အာသူကအာသူ့အကြောင်းပြောမယ်ဆိုလို့ရှိရင်အဲ့ချီဖို့ခဲ့တဲ့မြားနေအခုချိန်လေးဆို10နှစ်ဆွန်းဆွန်းလောက်ရှိပြီတင်နေဆိုတော့သူအများကြီးအောင်မြင်မှုလည်းသူအများကြီးထိန်းလာနိုင်တယ်တရှင်းနေလည်းသူအများကြီးသူမေးထုတ်ထားနိုင်တယ်ဆိုတော့အာသူကတော့ဆက်လက်ပြီးတော့အာ အများကြီးအောင်မြင်အောင်ပါလို့ကျွန်တော်မြင်ပါတယ်။ဟုတ်ကဲ့တော့တော့ဟုတ်အဲအဲ့ဒါတော့အဲအဲ့ဒါကအမြင်နဲ့ပြောတယ်သူကျွန်တော်အရင်တော့အမြင်နဲ့စားတယ်ဖွားကြီးလိုမျိုးနဲ့စားသူရမ်းစိတ်ဆိုးတာအဲကျွန်တော်ဘန်ကောက်မှာသူနဲ့တစ်ခေါက်တွေ့လိုက်ပြည့်တယ်သူလာတော့လေသူတော့အမှဟိုမကူချင်အောင်သူပြောတယ်အပူပူရဲငါတို့ယောက်ျားပေးစားအောင်လေတဲ့ ပေးစားမနေပါနဲ့လို့ပြောရွေးဖြစ်မှာလို့အချိန်တိုင်းသီလရှင်မို့ပါလို့ကျွန်တော်သူပြောသေးတယ်အပူရှာမနေနဲ့တော့လို့အဲတကယ်တော့ပူဇော်ဆောင်လာလို့ရှိရင်တော့လေသူမင်္ဂလာဆောင်ဆောင်ပြစ်သွားမှာပေါ့နော်ဒါတော့သူကံဆိုတော့ကျွန်တော်လည်းမပြောတတ်ပါဘူးဗျာငွေကြီးကတော့အချိန်အမှန်ကန်ခဲ့တဲ့လူကကိုနေကံခင်ရလို့ရောလေမမြင်ပါဘူးသူကအများနဲ့သူအချစ်သက်တွေနဲ့သူအများနဲ့သူသူတွေ့တယ်ပြတ်တယ်ဆက်တယ်အဲကျွန်တော်တွေ့တယ်ကြားနေရပါတယ်ဟာကိုယ်တိုင်ရောဒါ တယ်မှာပါလာပြောပြပါမလားကို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 တော့တို့ရေးပြန်ပြောအဲဒါတော့လေကံတရားပေါ့နော်အဲကို့မှာအဲဖူးစာပဲမရှိဘူးဆိုလို့ရှိရင်တော့လေအဲလူပြိုးကြီးဖြစ်ဖြစ်သွားမှာပေါ့ရှင်းဖြစ်လာမယ့်ဟာတော့ကျွန်တော်တိကျတော့ကျွန်တော်မသိဘူးလောလောဆယ်မှာတော့အဲကျွန်တော်လည်းလူပြိုးကြီးပါပဲအချစ်ကရှားခဲ့ပြီပြီအရန်ပင်ပန်းသွားလို့လीရက်ထားတာအချစ်ကလာအကြောက်သွားတယ်လို့လည်းပြောလို့ရတယ်အဲအချစ်ကပြောတောက်ပါဘူးဆိုရှင်ရှိပါတယ် တောက်ပါဖို့ဆိုတော့ရင်းနေလဲဒီလိုပါပဲတောက်တဲ့ကျွန်တော်လည်းဟိုမြင်းနေနေခဲ့တဲ့ခါကျတော့လေဟို RS နဲ့လည်းဖြတ်တန်းမှုရယ်တောက်တဲ့လည်းမြင်းနေနေလာခဲ့တဲ့ခါကျတော့ဟိုတောက်တဲ့တောက်ပါမလားဆိုတော့လေဒါတော့အေးပေါ့အခုပြောသူတွေလည်းဖြစ်လည်းဖြစ်လာမှာပေါ့ဟုတ်ကံမလေးနဲ့ဟိုပြတ်သွားတာလည်းအလုံးသိတယ်ပေါ့နော် official တွေ့ခဲ့ကြတာလည်းသိတယ်ဟိုတကယ်လည်းချစ်ခဲ့ကြရပေါ့နော်ဒီဘိုင်းဒီဘိုင်းမှာကျွန်တော်တို့ဟိုအချိန်တစ်ခုကြာလာတဲ့ခါမှာကျွန်တော်တို့ကအာဘယ်လိုဖြစ်ကြလဲဆိုတော့ဟိုအချစ်တစ်ခုမှာကျွန်တော်တို့ ဟိုဟိုချစ်နေုံနဲ့မပြီးဘူးလေနော်ကျွန်တော်တို့ဟို average တကူမှာနားလည်မှုတွေယုံကြည်မှုတွေဟိုတန်ဖိုးထားမှုတွေတက်ကိုတက် respect တွေကရရှိအဲ့လိုမျိုးပေးနိုင်မှမြဲမှာလေအတွဲတွေကတော့ဒီလိုပဲချစ်ကြတာပဲဟိုပြတ်သွားကြတဲ့တွဲတွေလည်းအများကြီးပဲကျွန်တော်တို့လည်းတကယ်ချစ်ခဲ့ကြတယ်နောက်ပိုင်းမှာဟိုဟိုကျွန်တော်တို့ဘယ်လိုပြောမလဲ struggle life day ကိုရောက်သွားတဲ့အချိန်မှာကျွန်တော်လည်းမမျှော်လင့်မဲနဲ့ဘန်ကောက်ရောက်သွားတဲ့အချိန်မှာ ဟိုဟို long distance ဖြစ်သွားတဲ့အခါလဲပါပါเนาะဆိုတော့ဟိုကျွန်တော်မှလည်းကျွန်တော်အများကြီးတွေအဲ့လိုမျိုးလောင်နေခဲ့ကြတာဆိုတော့ဟိုဘသူဘသူမှတော့မှားလို့လည်းမဟုတ်ဘူး။ဒိုင်းမွန်မှာတော့ပြတ်သွားတယ်ပေါ့ဗျာ။အဲဒီတော့ကျွန်တော်တို့ SMB ဖြစ်နေတဲ့အချိန်ဆိုတော့သူကလည်း interview ဖြေလိုက်တယ်ပေါ့เนาะဖြေလိုက်တယ်ဆိုတော့ဟိုနောက်တော့လည်းသူပြန်လာခေါ်တယ်ဆိုတော့ကျွန်တော်ကျွန်တော်လည်းအမှားလို့လို့မဟုတ်ဆိုတော့သူသိတယ်လေ။ပြီးတော့အချိန်တန်တော့လည်းအဲ့လိုပဲကျွန်တော်တို့ကဟိုကြားမှလို့ပြန်တွဲဖြစ်ခဲ့ကြတာပေါ့။ဒါမဲ့ကျွန်တော်ကလည်းဒီကိုပြန်မလာဖြစ်တဲ့ခါကျတော့ဟိုမီဒီယာရောပရိသတ်တွေရောမသိကြဘူးပေါ့เนาะ။ဟိုအခုလည်းဆက်သွယ်ရှိရဲ့ ဟိုတတိုင်းပင်ပင်သူအလုပ်ကိစ္စတွေရောဟိုသူကိုတယောက်လို့ကျွန်တော်တိုင်ပင်ပါတယ်အေးစစ်စစ်ပါပဲဟိုကျွန်တော်ကဘယ်လိုပြောမလဲအာချစ်သူဤစားတွေဆိုတော့ဗျာအားလုံးကထားဝေးကြတာလေနော်တယောက်တည်းမျက်ရှင်မှလည်းမြဲတာဆိုတော့ဟိုဘုံဆွဲတွေနဲ့အဲ့လိုမျိုးဟိုနာကြီးချက်တွေနဲ့ကျွန်တော်တို့ရှစ်ဆက်မသွားခြင်းဘူးဟိုဘယ်လိုပဲဖြစ်ဖြစ်ကေပေါ့နော်ဆိုတော့အဓိကအားကြောင့်ဟိုမြေတားတရားနဲ့ပဲရှစ်ဆက်ဖြစ်ပါရဲ့ဗျာဟုတ်ကျွန်တော်ကသူ့ဘုံမှာ အခုတယောက်လို့အုတ်ထင်းသူတယောက်လို့ကျွန်တော်အများအားနဲ့ကျွန်တော်လမ်းပြပေးခဲ့တယ်အများကြီးဟိုချစ်ချင်းမေတ္တာပြည့်နေကျွန်တော်စောက်ရှောက်ပေးခဲ့တယ်ဆိုတော့ဒါကသူ့မိသားစုတွေလည်းသိတယ်ပေါ့နော်ဟိုအခုလည်းသူလည်းသိပါတယ်ဟိုအဲ့ပုံမှာကဘယ်လိုပြောမလဲသူဟိုကိုနှစ်ပတ်သက်လို့လူသိလာဖြစ်စေသူကံတရားကြောင့်ဖြစ်စေအခုချိန်မှာသူတော်တော်ပွားပွားလေးနဲ့အဲ့လိုမျိုးအဆင်ပြေပြေမြင်နေရအောင်ကျွန်တော်ကဝမ်းသာတယ်ဟိုကျွန်တော်ပြည်သက်တွေလည်းသူ့ကိုအများကြီးအရင်ကကျွန်တော်ကိုချစ်ခင်အပ်တယ်လို့သူ့ အပေးကြရပါတော့ချစ်ကင်ကြရဆိုတော့သူလည်းသူ့ဆန်းလေးနဲ့သူဟိုတောက်ပနေခါကျတော့ကျွန်တော်အဲ့ဒါလေးကိုဟိုသဘောကျတယ်သူလည်းဆက်ပြီးတော့ဟိုချစ်ကင်အပေးဖို့လည်းကျွန်တော် request လုပ်ပါတယ်ဟိုဒီ RS တွေမှာဟိုတချို့ပြတ်သွားပြီးတော့မခေါ်မပြောတဲ့လူလည်းအများကြီးရှိသလိုတကယ်တမ်းလည်းတကယ်ချင်းလို့ဆက်သွားတဲ့လူလည်းအများကြီးရှိရပေါ့ဟိုဆိုတော့ကျွန်တော်တို့လည်းဒီလိုပါပဲဟိုဟိုသူကတော့အဲတုန်းကကံမလေးကတော့အဲတော့တဲခွဲလို့သူငိုရပါညာတိကြရပါတော့အဲကျွန်တော်လည်းတလှည့်အဲ့လိုမျိုးပြန်ခင်ရတဲ့ဘိုင်းလေးရှိတယ်ဆိုတော့ဒီလိုပါပဲဟိုတယောက်တလှည့်စီပေါ့နော် ဟိုကျွန်တော်ကတော့ဟိုယောက်ျားဖြစ်တဲ့အတွက်ကြောင့်ဟိုအပူလည်းပြောရင်သူ့ကလည်းကိုကြောင့်ဘာမှထိခိုက်နေနိုင်စေလိုရဲစိတ်မရှိဘူးဟိုတချို့တွေရှိတယ်ဗျာသိရမလားပြတ်သွားမှအဲ့လိုမျိုး tax site တွေပေါ်ဟိုအများကြီးလေသိရမလားဟိုချစ်ခဲ့တော့ချစ်ခဲ့ပြီးတော့မျိုးစုံလေးလေဟိုရန်သူလိုပြန်ပြီးတော့တောင်နေတရားအဲ့လို fight ကြတာပြောကျွန်တော်အဲ့လိုမျိုးဖြစ်ချင်ဟိုချစ်ခဲ့တော့ချစ်ခဲ့ပြီးလေနော်ကန်ဆိုရာဟိုတစ်သလုံးတော်လျာကန်ရှိတော့ဟိုဆုံဖို့ရှိတော့ပဲဆုံကြရတာဆိုတော့ ဒီကတော့ဒီပြဿုပ်ပံမှာမုံမရှိဘဲနဲ့ဟိုကိုဘကမေတ္တာလဲပေးလို့ရဆိုလို့ရှိရင်မေတ္တာပဲပေးပေးပြလို့ရတဲ့ပုံပါဗျာဟုတ်အဲကိုဘာလုပ်လဲအာပြောပြပါအဒီလိုပါပဲအာငိုခဲ့ရပါတယ်အဟိုခဏပါနော်ဟိုဟိုသူလည်းကိုကြောင့်ငိုခဲ့ရတယ်လေဟိုကိုမကောင်းလို့နှိပ်စက်လို့လည်းမဟုတ်သူရဲ့ emotion တွေရအောင်ကိုချစ်တာရောပေါ့နော်ဟိုကိုလည်းသူ့ငိုအောင်လုပ်ခဲ့လို့လည်းမဟုတ်အခုလည်းတပံပြန်ခင်ရတယ် ့ကန်တွေကဒီလိုပဲလေဟိုတယောက်တစ်လှည့်အဲ့လိုမျိုးဟိုကန်လောက်ကြီးမှာသစ္စာရှိဆုံးကန်ပဲလေနော်ဆိုတော့ကျွန်တော်ကန်သဘောတရားတွေကိုကျွန်တော်ယုံတယ်ဆိုတော့အာသူကိုကြောင်ဟိုငိုခဲ့ရတယ်လို့ကျွန်တော်လည်းသူကြောင်အများကြီးငိုခဲ့ရပိုင်းရှိပါတယ်ကွန်ပလိန်နဲ့ပတ်သက်ပြီးတော့ဒီလိုအဲ့လိုမျိုးထင်မြင်လွဲနေတဲ့ပြဿနာတွေလည်းရှိရပါတော့ အဲ့ဒီမှာကျွန်တော်ထားခဲ့ပြီးတော့မျိုးစုံပေါ့ဗျာအာဒါတွေကတော့ဟိုအတွင်းကြကြပြိတ္တတွေကကျွန်တော်ထင်ရင်တင်းချောင်းလေးပြောကြတာဆိုတော့ဟိုဘယ်သူမှတော့ဟိုကျွန်တော်ကမပြောလို့ဘူးအာဒါကကျွန်တော်အတွင်းတွေလည်းရှိတာပေါ့နော်ဆိုတော့ဘာပဲပြောပါဟိုအဓိကဟိုဆက်ပြီးတော့အပိကြတဲ့အပိနေကြတဲ့ပြိတ္တတွေအလုံးကိုလည်းကျွန်တော်ဆက်ပြီးတော့ကျွန်တော်အခုအလုပ်ပြန်လုပ်ပြန်လုပ်တဲ့ချိန်မှာလည်းအပိပါဦးလို့ပြောချင်ပါတယ်ခင်ဗျာဟုတ်ကျေးဇူးပါခင်ဗျာဟုတ်ဟုတ်